မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ29ရက်နေ့ညပိုင်းမှာတင်ပြပြီးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့နိုင်ငံရဲ့80ရာခိုင်နှုန်းနီးပါးအထိနေမြီထိန်းချုပ်စုမှုထားတဲ့တော်လိုင်းအင်အားစုတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့ ASEAN ကို NUG တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ် နိုင်ငံရဲ့80ရာခိုင်နှုန်းနေပါအထိငင်းမြီထိန်းချုပ်စုမှုထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဒိုင်းသာတော်လိုင်းအင်အားစုတွေလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအာဆီယံကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုကုညီဖြည့်ရှင်းနိုင်ရေးအာဆီယံခေါင်းဆောင်တွေရဲ့တည်ထောင်သဘောထားကြေညာချက်အပေါ်အမျိုးသားညီညွတ်ရေးအစိုးရကပြောကြားလိုက်တာဖြစ်ပါတယ်။အရက်သားပြည်သူတွေနဲ့အများပြည်သူဆိုင်ရာအဆောက်အအုံတွေအပေါ်အကြမ်းဖက်နေတာတွေ ချက်ချင်းရက်တန့်ဖို့နဲ့မဆင်မကျင်လှုပ်ဆောင်နေတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရက်ဖို့နဲ့အစွမ်းကုန်ထိမ့်ထိမ့်သိမ့်သိမ့်ဆောင်ရွက်ကြဖို့အပါအဝင်အယက်သားပြည်သူအားလုံးဘေးကင်းလုံခြုံမှုတည်ကြစေရေးတိကျတည်ကြတဲ့အရေးယူဆောင်ရွက်ဖို့ဆိုတဲ့အာဆီယံရဲ့တိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုးဆိုထားပါတယ်။ငလင်ဘေးဒဏ်ခံရတဲ့နေရာတွေမှာလူသားချင်းစာနာမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ယာယီအပြစ်ခတ်ရက်စဲထားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပေမယ့်အကြံပေးစစ်ကောင်စီဟာအဲ့ဒီကာလမှာပဲအပြစ်မဲ့အရသာပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတာလွန်အင်အားသုံးပြီးတော့အရသာပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုမီးရှို့ဖျက်ဆီးတာအရသာပြည်သူတွေကိုတရားမဲ့တပ်ဖြတ်တာတွေနေစဉ်နဲ့အမျှကျူးလွန်နေစေလို့အမျိုးသားညီညွတ်ရေးအစိုးရကအသိပေးထားပါတယ်အရသာပြည်သူအားလုံး ဘီကင်းလုံခြုံမှုတေးကြစီဖို့ဆိုရင်အာဆီယံရဲ့ဥဆောင်မှုနဲ့အတူနိုင်ငံတကာပါဝင်တဲ့စနေကြတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်တရားမျိုးမရှိဘဲထိထိရောက်ရောက်ကာကွယ်နိုင်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရကယုံကြည်ထားပါတယ်အာဆီယံ ELAT ရဲ့လက်တလောလိုအပ်ချက်များအကဲဖြတ်မှုအစီရင်ခံစာနဲ့အာဆန်တာဒူရဲ့အကဲဖြတ်ချက်ကိုအခြေခံနဲ့အာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဘေးကင်းအခြေအမိထိရောက်ပြီးပွင့်လင်းမြင်သာမှုရှိစေဖို့ သက်ဆိုင်သူအားလုံးကိုတိုက်တွန်းချက်ဟာလူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာစံနှုန်းနဲ့အညီဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်အမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုထားပါတယ်။ဒီလိုဆောင်ရွက်ရမှာအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေရဲ့အခြေအနေအကဲဖြတ်ချက်အစီရင်ခံစာတွေကိုလည်းအသုံးပြုဖို့လေအမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအထူးသဖြင့်မျိုးရည်စေးဝါးကုန်ကူးမှု လူကုန်ကူးမှုနဲ့အွန်လိုင်းလှည့်ပြားမှုတွေတိုးပွားလာတာကိုဖြေရှင်းနိုင်ဖို့အာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့အိန္ဒိယနိုင်ငံတွေအပါအဝင်ကုလသမဂ္ဂနဲ့အပူးပေါင်းဆောင်ရွက်ရာမှာတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အာဆီယံနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုထားပါတယ်ခင်ဗျာဆလဘီနော်ဝေနိုင်ငံအော့စလိုမြို့ကနော်ဝေပါလီမန်ရှေ့မှာဒွန်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် နော်ဝေနိုင်ငံအော့စလိုမြို့ကနော်ဝေပါလီမန်ရှိမှာဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကျင်းပမယ်လို့တင်ပြရှိပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ပွဲကိုနော်ဝေမှာနှစ်နေရာခွဲပြီးတော့ကျင်းပမှာဖြစ်ပါတယ်။ပါလီမန်အဆောက်အအုံရှိမြက်ခင်ပြင်မှာပြုလုပ်မဲ့ပထမအခမ်းအနားကိုတော့ ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မှာကျင်းပမှာဖြစ်ပြီးနော်ဝေအချိန်ညနေ9နာရီခွဲမှာစတင်မှာဖြစ်ပါတယ်။ဒီပွဲမှာယူကရိန်းနိုင်ငံကလူခွင့်ရေးတောင်းဆိုတဲ့သတင်းအဖွဲ့များပါပါဝင်ပြီးတော့ဆန္ဒဖော်ထုတ်ကြမှာဖြစ်ပါတယ်။ဆန္ဒပြပွဲရဲ့အဓိကတောင်းဆိုမှုကတော့မတရားအကျဉ်းချခံထားရတဲ့ဒေါန်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်လာစေရေးအတွက်စကားဆောက်ကိုနိုင်ငံတကာကအခုထက်ပိုမိုပြင်းထန်စွာ ဖိအားပေးကြဖို့ဖြစ်ပါတယ်လို့ CRPH Support Groups Norway ကအတည်ပြုဆိုထားပါတယ်။မြန်မာနဲ့ Norway ကြားမှာဆက်ဆံရေးမြင့်တင်ပေးခဲ့တဲ့ Norway ဝန်ကြီးချုပ်ဟောင်းကဆန္ဒပြပွဲကိုလူကိုယ်တိုင်လာရောက်တောင်းဆိုမှဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီသမ္မတကြီးဒူဝါလက်ရှိလာနဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်တို့ကလည်းဗီဒီယိုနဲ့တောင်းဆိုကြမှာဖြစ်ပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကုထိန်လင်းကတော့မိခင်လွန်မြောက်ရေးအထွတ်အဝေးကနေဗီဒီယိုနဲ့ဆန္ဒပြုတောင်းဆိုမှဖြစ်ပါတယ်။ဒီအခမ်းအနားမှာ နော်ဝေနိုင်ငံဆိုင်ရာ NGO ကြီးကိုစလေဥမောင်မောင်မြင်းနဲ့နော်ဝေဗုဒ္ဓဘာသာအသင်းချုပ်ရဲ့အထွေထွေအတွင်းရေးမှူးတို့ကလည်းပါဝင်တောင်းဆိုဆုတောင်းကြမှာဖြစ်တယ်လို့သိရပါတယ်။ဒီအခမ်းအနားကို CLPH Support Group Norway အဖွဲ့နဲ့တချိန်ကဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ World Freedom Fund အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ပြီးတော့ကျင်းပမှာဖြစ်ပါရယ်ခင်ဗျာ ဆက်လက်ပြီးဆေးရဆိုးမှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကိုအရေးယူပေးဖို့သခိုင်းတိုင်းထဲကတော်လိုင်းအင်အားစုတွေလူထုလှုပ်ရှားမှုနဲ့တပ်ပုံကမ်ပိန်းပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စေရာဇုံမှုရီကျူးလွန်နေတဲ့စေကောင်စီကိုအရေးယူပြီးဘူးစကိုင်းတိုင်းတဲကတော်လိုင်းအင်အားစုတွေကလူထုလှုပ်ရှားမှုနဲ့တပုံကမ်ပိန်းတစ်ခုပြုလုပ်တာတောင်းဆိုလိုက်ပါတယ်။ဇုံလ၂ရက်နေ့နဲ့၃ရက်နေ့မှာမဲခွေးဆုံးဖြတ်မဲ့အာရလိုအစည်းအဝေးကနေလူသားမျိုးနွယ်အပေါ်စေရာဇုံမှုပေါင်းများစွာ ကျူးလွန်နေတဲ့စစ်ကောင်စီကိုအရေးယူနိုင်ဖို့နဲ့လူအသက်တွေကိုကယ်တင်ဖို့ ILO Article 33ကိုမဲပေးဆိုးဆိုတဲ့လှုပ်ရှားမှုကိုမေလ28ရက်နေ့မှာ ပြုလုပ်ခဲ့ကြတာလို့သတိတိုင်းဒေသတပိတ်အင်အားစုကပြောပါရယ်လူငယ်အားမှန်တပိတ်စစ်ကြောင်းကမြန်မာပြည်မျိုးနဲ့အတွင်းကပြည်သူတွေနဲ့အတူစစ်ရာဇဝမှုများဇက်တိုက်ကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအရေးယူပြီးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့သိရပါရယ် ထို့အတူရွှေဘန်းကြီးလူတို့တပိတ်ကဥဆောင်ပြီးတော့ပြည်သူလူထုနဲ့အတူ Boat ILO Article 33 to Safe Lives စာသားတွေကိုင်ဆောင်ပြီးဆရာနာရှင်စန့်ကျင်ရေးကျွေးကြော်တန်တွေနဲ့အတူလူတို့လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ဒါအပြင်နောက်ပြန်မလှည့်ကြီးဒီတော်လိုင်းရေးလူတို့တပိတ်ကဥဆောင်ပြီးပြည်သူတွေနဲ့အတူ Boat ILO Article 33 to Safe Lives စာသားတွေကိုင်ဆောင်ကဆရာနာရှင်စန့်ကျင်ရေးကျွေးကြော်တန်တွေနဲ့လူတို့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ အလားတူရေမပင်မျိုးနဲ့တော်လန်ပုံကန်တောင်တို့အားမှန်တပိတ်စစ်ကြောင်းကလည်းစစ်တကပြုလုပ်နေတဲ့ရာဇဝမှုတွေအဓမ္မစစ်သားအဖြစ်ခိုင်းစေမှုတွေစတဲ့စစ်တကပြုလုပ်ခဲ့တဲ့အရာတွေကိုအေးအေးယူပေးနိုင်ရေး ILO ရဲ့ Article 33ကိုမဲပေးကြဖို့တပ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီထိုင်းနိုင်ငံချာချင်းဆောင်ခရိုင်မှာရှိတဲ့ကော်ရီကျူစက်ယုံမှာ အလौဒမ၁၉ဦးအလौထုတ်ခံရတဲ့ကိစ္စပြည်လည်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း NUG အလौဒမဝန်ကြီးဌာနထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံချာချင်းဆောင်ခရိုင်မှာရှိတဲ့ကော်ရီဂျိုဆက်ယုံမှာအလုသမား19ဦးအလုထုတ်ခံရတဲ့ကိစ္စပြည်လည်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း NUG အလုသမားဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံချာချင်းဆောင်ခရိုင်မှာရှိတဲ့ကော်အီဂျိုပြန်ထုတ်လုပ်တဲ့ဆက်ယုံမှာအလုသမား19ဦးအလုံးမှထုတ်ပယ်ခံရတဲ့အတွက် အဆိုပါအလို့သမားများမှတိုင်ကြားအကူအညီတောင်းခံလာတယ်လို့အန်ယူဂျီအလို့သမားဝန်ကြီးဌာနတိုင်ကြားရေးရန်တရားကဖော်ပြပါတယ်။အဆိုပါဖြစ်စဉ်အားမေလနောက်ဆုံးပတ်မှာခြားချင်းဆောင်မြို့နယ်စဝါရီကန်ယုံမှာအလို့သမားဝန်ကြီးဌာနမှတာဝန်ရှိသူနဲ့ MHAC အဖွဲ့တို့နဲ့အတူတွားရောက်ပြီးတော့အမှုဖွင့်တိုင်ကြားဖြည့်ရှင်းပေးခဲ့ရမှာလောက်အားကကြံငွေများနဲ့နေနာခြင်းများကိုစဝါဒီကန်ယုံမှာအလို့ရှင်မှာအလို့သမားများလက်ဝယ်သူပြည့်ရခဲ့ပြီးတော့အလို့သမားများလိုအပ်တဲ့အထောက်အထားစာရွက်စာတမ်းများကိုလည်းရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အလို့သမားအခွင့်အရေးချိုးဖောက်ခံရမှုများအားမြို့သားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနတိုင်ကြားရေးရန်တရာဖော်ပြပါဖို့အီးမေးလ်နဲ့ social app တို့မှတဆင့်လဲဆက်သွယ်တိုင်ကြားနိုင်တယ်လို့ဆိုထားပါတယ်ခင်ဗျာ။ဆလဘီဆီအနာသိမ့်ပြီးတဲ့ချိန်ကစတင်ပြီးစာသင်ကျောင်းများကိုစီရေးရွယ်ချက်ဖြင့်အသုံးပြုခြင်းနဲ့တိုက်ခိုက်ခြင်းများပုံမှုများပြားလာတယ်လို့နော်ဝေတန်ယုံထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ဆီယာနာတင်ပြီးချိန်မှစတင်ပြီးဇာတင်ချောင်းများကိုစီရေးရွယ်ချက်ဖြင့်အသုံးပြုခြင်းနဲ့တိုက်ခိုက်ခြင်းများပုံမှုများပြားလာတယ်လို့နော်ဝေတန်ယုံရန်ကုန်ကထုတ်ပြန်ပါတယ်။ဒီကနေ့မေလ29ရက်နေ့ဟာအော့စလိုညီလာခံ2015မှာ Safe School Declaration ကိုစတင်မိတ်ဆက်ခဲ့ခြင်းဆင်နစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။နော်ဝေးနဲ့အာဂျင်တီးနားနိုင်ငံတို့မှစတင်အဆိုပြုခဲ့ပြီးတော့ယခုအခါမှာနိုင်ငံပေါင်း120နိုင်ငံမှသဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ဤကြေညာစာတမ်းဟာ စီရေးပဋိပက္ခများအတွင်ပညာရေးကိုကားကွယ်ရန်နှင့်စာသင်ကျောင်းများကိုစီရေးအတွက်အသုံးပြုခြင်းကိုတားဆီးရန်ယူရပါသည် Global Correlation to Protect Education from Attack GCPEA ရဲ့အဆိုအရဤကြေညာစာတမ်းမှာပါဝင်သောအဖွဲ့ဝင်နိုင်ငံများမှကျောင်းများနှင့်တက္ကသိုလ်များကိုစီရင်ရွယ်ချက်ဖြင့်အသုံးပြုမှု90ရာခိုင်နှုန်းကျော်ညော့နေလာတာကိုတွေ့ရပါတယ်။သို့တော်မြန်မာနိုင်ငံရဲ့အခြေအနေမှာမူစိုးရွားနေစေဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။ 2021ခုနှစ်ဆေးအာဏာသိမ်းပြီးချိန်မှစတင်ပြီးစာတင်ကြောင်များကိုစီရေးရွယ်ချက်ဖြင့်အသုံးပြုခြင်းနှင့်တိုက်ခိုက်ခြင်းများပုံမှုများပြားလာကခလီများចောင်းသားចောင်းသူများနဲ့ဆရာဆရာမများဟာခွဲခြားမှုမရှိဘဲတိုက်ခိုက်မှုများကြောင့်ဒေဆုံးခြင်းနဲ့ထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပွားလျက်ရှိတယ်လို့နော်ဝေတန်ယုံရန်ကုန်ကဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာမကြာသေးမီကစာတင်ကြောင်းကိုစစ်တပ်မှလေကြောင်းတိုက်ခိုက်ခဲ့ပြီးမှအလွန်ဆိုးရိမ်ပွေရာဖြစ်တယ်လို့ဆိုထားပါရခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ကိုခန့်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။